စပလစ်စီတောဆဆိုဒီမှာအုံနောက်အာယုံကြောရီအတွင်အဖြူရောင်တွေးဆဲရေအတွက်တူးလာခြင်းကိုဆိုလိုသည်အုံနောက်အာယုံကြောရီကိုရှာဖွေဖို့အတွက်လမ်ဘာပင်ချလုပ်ပြီးခါအောက်ပိုင်းကိုအထိုး၍အရေကိုထုတ်ယူပြီးစမ်းတက်ခန်းသို့ပို့လေရှိသည်ပုံမှန် RTX ဆီအတွင်းရှိအဖြူရောင်တွေးဆဲများသည်တစ်ချက်မီလီမီတာတို့မဟုတ်မိုက်ခရိုလီတာလျင်ဆဲ၅လောက်ထက်မပိုသင့်ပါအဖြူရောင်တွေးဆဲ၅လောက်ထက်များနေပါက Cerebral Explosive Toxicity ဟုခေါ်သည် အခုရောင်တွေးဆဲငါမ25အတွင်းရှိပါကပိုမိုပြောနူသောမအုပ်တစ်ခုခေါ်သည်25မှ100အတွင်းရှိပါကအလယ်လက်မာဒရယ်ခုခေါ်ပြီးတရားထက်များပါကပြင်းထန်သောဆာဗယ်ခုခေါ်သည်အခုရောင်တွေးဆဲအရေအတွက်တရားထက်များနေပါကအများအခေရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သည်အထူးသဖြင့်ဘက်တီးရီးယားပိုးဝင်ခြင်းတခါတရံတွင် TB Tuberculosis တို့မဟုတ်ဆရှာပါပါဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်လည်းဖြစ်နိုင်သည်အခုရောင်တွေးဆဲအရေအတွက်ငါးထက်များပြီးတရားထက်နေနေပါကလည်းတမမဟုတ်သေးပါ ဒါပေမဲ့ယောဂပိုးဝင်ခြင်းအပြင်အခြားသောယောဂခွဲခြားနိုင်စရာများလည်းများစွာရှိပါသည်။ဒါဟာကိုယ်ခန္ဓာအခြားစိတ်ပိုင်းများမှမကောင်းသောကင်ဆာများကမိနင်ကြီးများသို့ပြန်ပွားလာခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်။ဂါဂိုကင်ဆာဆိုင်ရာ meningitis carcinomatous meningitis လို့ခေါ်ကြပြီးအလိုလျောက်ကိုယ်ခန္ဓာအစနစ်မယွင်းမှုကြောင့်ဖြစ်သော encephalitis များပင်လည်းတွေ့နိုင်တယ်လို့လေးဖြတ်ယောဂ stroke ရှိသူများ multiple sclerosis တို့မဟုတ် myelin ဖြစ်သောယောဂများပင်မှာဖြစ်နိုင်ပါသည်။ ဒါကြောင့်အခြားသောအခြေအနေများတွင်ဆဲရည်အတွက်တိုးလာခြင်းနှင့်နှိုင်းရှင်လျင်ပရိုတိန်းတိုးလာမှုကပိုမိုထင်ရှားစွာမြင့်တက်နေတတ်ပါတယ်။ဒါကြောင့် explicitosis ဆိုတာကအချူတွေးဆဲရည်အတွက်တိုးလာနေတယ်ဆိုတာကိုဆိုလိုတာဖြစ်ပြီးဒါဟာပိုမိုများပြလာတဲ့အခါမှာယောဂပိုးဝင်ခြင်းသို့မဟုတ်မကောင်းသောကင်ဆာတစ်ခုဖြစ်နိုင်ခြေကိုစဉ်းစားဖို့လိုအပ်ပါတယ်။